ရားတရားတန်ခါဒီသုံးခုဟာတရဏဒါဖြင့်တရဏခမဏဆိုတာဘာလဲတရဏဂုံဆိုတာကြတော့ဘာကိုပြောတာတော့ဆိုအဲ့ဒီဖရားတရားတန်ခါတွေကိုယုံကြည်တဲ့စိတ်နဲ့ခုနကဒီအမှန်တရားကိုသိလို့တဲ့စိတ်ကောင်းကျိုးချမ်းသာတွေကိုဖြစ်ပေါ်စေတတ်တဲ့အမှန်တရားကိုသိလို့တဲ့စိတ်နဲ့ကိုးကွယ်တာဆိုလိုတာက တရားတရားတန်ခါကိုကိုယ်ွယ်စိတ်ကတ်လို့တဲ့တရားរីပြတ်တန်းတဲ့စိတ်တုပ်ပတ်ကိုတရဏခမနာတရဏဂုံလို့ခေါ်တာအဲ့တော့တရဏဂုံဆိုတာယုံကြည်ခြင်းနဲ့ကိုယ်ွယ်တဲ့စိတ်ဖရာတရားတန်ခါပေါ်မှာယုံကြည်တဲ့စိတ်ကိုတရဏဂုံလို့ခေါ်တယ်လို့ဒီလိုမှတ်တရဏခမနာဟောနောက်တစ်ခုကဘာသိရမလို့ဆိုလို့ရှိရင်အဲ့ဒီတရဏဂုံကိုကိုယ်ွယ်စိတ်ကတ်တဲ့ပုဂ္ဂိုလ်ကြတော့တရဏခတ္တ တရဏဂုံကိုကိုယ်ွယ်စိတ်ကတဲ့ပုဂ္ဂိုလ်အဲ့ဒီစိတ်ထရှိတဲ့ပုဂ္ဂိုလ်ဘုရားတရားတန်ခါကိုယုံကြည်ပြီးတော့ကိုယ်ွယ်စိတ်ကတဲ့ပုဂ္ဂိုလ်ကြတော့တရဏကတ္တဟောတရဏရဲ့တရဏကမဏရဲ့တရဏကတ္တရဲ့ကိုယ်ွယ်စိတ်ကတူသုံးခုအဲ့ဒီမှာတရဏကိုယ်ွယ်မှုတရဏဂုံဟာဘယ်နှမျိုးရှိတုံဆိုလို့ရှိရင် လောကိယတရဏဂုံနဲ့လောကုတ္တရတရဏဂုံလို့အခြေခံအားဖြင့်ဒီလိုနှမျိုးမှတ်လောကိယတရဏဂုံဆိုတာဒီအနေနဲ့ဖရာပေါ်မှာယုံကြည်တဲ့တတ္ထာအဲ့ဒီယုံကြည်မှုကိုအခြေခံတဲ့တမ္မာဒိဋ္ဌိတတ္ထာနဲ့တမ္မာဒိဋ္ဌိတတ္ထာရဲ့တတ္ထာကို အခြေခံတဲ့တမ္မာဒိဋ္ဌိရဲ့အဲ့ဒါကို လောကီယတရဏကမ္မနာလို့ခေါ်တယ်။လောကုတ္တရကြတော့တစ္ဆာလေးပါးကိုမြင်သွားပြီးဖရာတရားတန်ခါပေါ်မှာဘယ်တော့မှမပြောင်းလဲတဲ့ယုံကြည်ကိုယ်ခွင့်မှုကိုဒါလောကုတ္တရတရဏဂုံလို့ခေါ်တယ်။နော်လောကုတ္တရတရဏဂုံလို့ခေါ်တယ်။အဲ့ဒီမှာလောကီတရဏဂုံလောကုတ္တရတရဏဂုံဆိုတဲ့အထက်မှာလောကီ ဒီလောကုတ္တရာတရဏဂုံဆိုတော့ခိုင်မြဲသွားပြီပေါ့တကယ့်ကိုဓမ္မစကုတရားမျက်စိရသွားတဲ့ပုဂ္ဂိုလ်တွေသောတာပန်သဂရဂာနာယန္တဖြစ်သွားပြီဆိုလို့ရှိရင်ဘယ်တော့မှမပြောင်းလဲတဲ့ပုဂ္ဂိုလ်ဒီပုရုဇဉ်နေလောကီတရဏဂုံဆိုတော့ပြောင်းလဲနိုင်တယ်အခုဘုရားဘာသာဖြစ်ပေမဲ့တရားတခြားဘာသာဝင်ဖြစ်ခြင်းဖြစ်သွားနိုင်တယ်နော်ယုံကြည်ချက်တွေဟာပြောင်းလဲနိုင်တယ်ကိုယ်ွယ်မှုတွေလည်းပြောင်းလဲနိုင်တယ်ပေါ့ဟောအဲ့ဒီမှာ တရဏဂုံအမျိုးအစားနဲ့ပတ်သက်ပြီးတော့မှတ်သားဖို့ရှိတယ်။တရဏဂုံတီဖို့ဆိုတာတရဏဂုံအမျိုးအစား၄မျိုးရှိတယ်တဲ့။ပါဠိလိုနံပါတ်၁ကအတ္တတန်နိယတနာအတ္တတန်နိယတနာဆိုတာမိမိကိုယ်ကိုဖရာတရားတန်ခါတို့အနှင်းခြင်းအာအတ္တနာဗုဒ္ဓတ္တနေယတေမိငါရဲ့ဘဝ ငါခန္ဓာကိုယ်ဖះအားအနှင်းပါတယ်လို့ဆိုရင် အတ္တတဏိယတနာကိုကိုကိုအနှင်းပြီးတော့ကိုယ်ွယ်တဲ့တရဏဂုံကိုအတ္တတဏိယတနာတရဏဂုံလို့ခေါ်တယ်နောက်တစ်ခုကတပရာယနတာပါဠိလိုတပရာယနတာပရာယနဆိုတာလဲလျောင်းရလဲလျောင်းရဆိုတာဖះမှာတပါအကိုရမရှိဘူးဖះကိုပဲအကိုပါတယ်လို့ အဟံဗုဒ္ဓပရာယနောငါသည်ဖျားပေါ်မှာသာ အာကိုတယ်တခြားကိုအာမကိုဘူးဓမ္မပရာယနောတရားသာလဲအာကိုရရှိတယ်တခြားကိုအာမကိုဘူးတန်ခပရာယနောတန်ခသာလဲအာကိုရရှိတယ်တခြားကိုအာမကိုဘူးလို့ဒီလိုစောင့်တည်တဲ့တရဏဂုံကြတော့တပ်ပရာယနာတာလို့ခေါ်တယ်နောက်တစ်ခုကတိတ်တဘာဝုပကမခမဏတိတ်တဆိုတာတပည့် ဘာဝဆိုတာအဖြစ်ဥပကမ္မနာဆိုတာကဲ့ရောက်ခြင်းတပိခံခြင်းလို့ပြောတာနော်ဖရာရဲ့တပိဘုသူရဲ့တပိတော့ဆိုဖရာတပိဓမ္မဗုဒ္ဓရဲ့တပိဓမ္မရဲ့တပိသံဃာရဲ့တပိဆိုပြီးတော့တပိအဖြစ်ခံယူတာအဲ့တော့ဗုဒ္ဓရဲ့တပိအဖြစ်ခံယူလိုက်တာဒါတိတ်တဘာဥပကမ္မနာတရဏဂုံလို့ခေါ်တယ်ဒီတရဏဂုံကိုဘုသူစောင့်တည်ခဲ့တာလည်းဟုတ်လို့ဆိုလို့ရှိရင် ရှင်မဟာကတ္တဝလို့နောက်ပိုင်းမှာထင်ရှားကြောကြားတဲ့ပိပလိပုံနာတထေးကြီးကတိတ္တဘာဥပကမနာတရဏဂုံကိုဆောက်တည်ခဲ့တာသူကအဟံဗုဒ္ဓတအန်တေဝတိကောငါဖရာရဲ့တပည့်ပဲဘသူရဲ့တပည့်မှမခံဘူးငါဆရာဖရာပဲလို့ဒီလိုလက်ခံနောက်တစ်ခုကြတော့ နောက်ဆုံးတစ်ခုကြတော့ပฏิပါတပฏิပါတဆိုတာလက်အုပ်ခြိတာတို့ရှ िख ိုးတာတို့အယုသိပေးတာတို့ဘုသူ့မှာဘယ်ဖရားကိုမှလက်အုပ်ခြိခြင်းအယုသိပေးခြင်းရှ िख ိုးခြင်းဆိုတာမလုပ်ဘူးဒီဗုဒ္ဓဓမ္မတန်ခါကိုသာလဲလက်အုပ်ခြိခြင်းအယုသိပေးခြင်းရှ िख ိုးခြင်းလုပ်မယ်လို့ကိုယ်စိတ်ကိုဆုံးဖြတ်ထားပြီးတော့ကိုယ်ွယ်တာယုသိပေးတာဒါပฏิပါတလို့ခေါ်တယ် အဲ့လိုပဏိပါတာလုံးတဲ့အခါမှာအမျိုးမျိုးရှိသေးတယ်တရဏဂုံတီမတီဆိုတာနဲ့ပတ်သက်ပြီးပြောမယ်ဆိုလို့ရှိရင်ဖះကိုယုံကြည်ကိုးွယ်တယ်ဆိုတဲ့နေရာမှာလတ်လပ်ပါလိုခြင်းလို့ဖះကိုကိုးွယ်တာလားဆရာသမားဖြစ်လို့ဖះကိုကိုးွယ်တာလားဆွေမျိုးတော်လို့ဖះကိုကိုးွယ်တာလား အေးမကိုးကွယ်ဘူးဆိုရင်ပတ်ဝန်းကျင်ကကိုယ်ကဲ့ရဲ့ရှုပ်ချမှာမူကြောက်လို့ကိုးကွယ်တာလားဟောဒီလိုရှိတယ်အကယ်၍အဲ့ဒီလိုမဟုတ်ဘဲနဲ့မြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကိုသိပြီးဩတကယ်မြင့်မြတ်တဲ့ပုဂ္ဂိုလ်ပါပဲဆိုတဲ့ရည်ရွယ်ချက်နဲ့ကိုးကွယ်မှာတရဏဂုံတည်တယ်တဲ့နော်တရဏဂုံယူပေမဲ့လို့ယူတိုင်းမတည်ဘူးလို့ဆိုတာဒက္ခိနေယတကယ်ကိုမြင့်မြတ်တဲ့ပုဂ္ဂိုလ်တူအနေနဲ့ ကိုးခွေမှတရဏဂုံတီးတယ်။အေးဖះငါဆွေမျိုးပဲဆိုပြီးတော့ဆွေမျိုးကိုချစ်တဲ့စိတ်နဲ့ဖះကိုရှ िख ိုးလို့ရှိရင်ဒါတရဏဂုံမဟုတ်ဘူး။ကိုအမျိုးကိုကဘာမသိညာမသိဒီဖះပဲကိုးခွေတယ်ဆိုတော့အမျိုးရိုးလိုက်မိယိုးဖလာပေါ့အဲ့လိုမိယိုးဖလာကိုးခွေရင်လည်းပဲတရဏဂုံအစစ်မရဘူး။ ညာတိကုလအာစာရဆရာအနေနဲ့ကိုးွယ်လို့ရှိရင်လည်းပဲဟုတ်လားမအာစရိယအနေနဲ့ကိုးွယ်လို့ရှိရင်လည်းမရဘူးဘယ်ရကြောက်လို့မကိုးွယ်ရင်မင်းကိုးွယ်ရမယ်မကိုးွယ်ရင်မလုပ်မယ်ညာလုပ်မယ်ဆိုရင်ကြောက်လို့ကိုးွယ်တာဆိုရင်လည်းပဲတရဏကုမတည်ဘူးတဲ့ဒါကြောင့်မို့ပဏိပတ္တဆိုတဲ့ဒီကိုကိုကိုအလေးအမြတ် လက်အုပ်ချခြင်းရှ िख ိုးခြင်းဆိုတဲ့ဒီအမှုတွေကို ပြုတယ်လို့ဆိုတဲ့နေရာမှာမြင့်မြတ်တဲ့ပုဂ္ဂိုလ်တဦးအနေနဲ့လုံမတရဏဂုံတရားရောက်တယ်လို့ဒီလိုစာပေကျမ်းကမှာဆိုထားတယ်တခါအဲ့ဒီတရဏဂုံနဲ့ပတ်သက်ပြီးတော့မှတ်เสียအောင်เนาะအဲ့ဒီလောကီတရဏဂုံဟာ ပြည့်ပြည့်စုံစုံ ဖြစ်ဖို့အတွက်လိုအပ်တာတွေရှိတယ်။မပြည့်မစုံနဲ့ဟိုပဏိပါဒတရဏဂုံဟာတရဏဂုံ ပြီးပြီးပြင်းပြင်းမဖြစ်ဖို့ရတဲ့အကြောင်းတရားတွေရှိတယ်။တရဏဂုံရဲ့အရှိန်ဝါကိုခြားဆင်းစေတတ်တဲ့အကြောင်း၃မျိုးကဘာလို့ဆိုအညာနာနားမလဲတာဟာတခုမသိဘူးဘယ်လိုကိုးကွယ်ရမလဲဆိုတာမသိဘူးဟော တန်တရဟုတ်မဟုတ်ကလားဖះဆိုတာဟုတ်မဟုတ်ကလားဆိုရဲမယုံတယုံနဲ့ကိုးကွယ်တာနောက်တစ်ခုကမိစ္ဆာညာနာမှားယွင်းတဲ့အတွေးတွေအမြင်တွေနဲ့ကိုးကွယ်တာအဲ့ဒါဆိုလို့ရှိရင်ဒီတရဏဂုံဟာယော့နေပြီးတော့သွားလိမ့်မယ်ဒါကြောင့်မို့အတိညာလည်းရှိရမယ်တန်တရာလည်းကင်းရမယ်မှန်ကန်တဲ့ညာအမြင်နဲ့ပြည့်စုံရမယ်မှန်မှန်ကန်ကန်မြင်နိုင်ရမယ်လို့ဒီလိုဆိုတာ အဲ့ဒီတရဏဂုံဟာဘယ်လိုခါမှပြတ်တတ်တယ်လဲတရဏဂုံတချို့မေးလေးရှိတယ်တရဏဂုံပြတ်သလားမပြတ်ဘူးလားနတ်ရှိခိုးရင်ရောတရဏဂုံပြတ်သလားမပြတ်ဘူးအဲ့တော့ရှိခိုးတယ်ဆိုတဲ့နေရာမှာကိုးကွယ်လို့ရှိခိုးတာလားသို့မဟုတ်ကြောက်လို့ရှိခိုးတာလားရွယ်ချက်ရှိသေးတယ်ပေါ့ဟာနတ်ဟာလောကမှာအမြတ်ဆုံးပဲသူ့ရဲ့မြတ်တာမရှိဘူးတကိုးကြည့်တယ်ဆိုပြီးတော့ နတ်ကိုရှိခိုးတယ်တကူကြီးလို့အရာရာကိုသိနိုင်တဲ့အနေနဲ့ကိုယ်ပဲပြီးတော့နတ်ကိုရှိခိုးမယ်သို့မဟုတ်တခြားဘာသာဆရာဘာသာခိုင်းကိုရှိခိုးမယ်အဲ့ဒီလိုရည်ရွယ်ချက်တင်နဲ့ရှိခိုးမယ်အမှန်တရားကိုသိတယ်ဒီဘာသာမှာမှန်ကန်တယ်ဆိုတဲ့အနေနဲ့ရှိခိုးရင်တော့ဒါတရဏဂုံပြတ်တယ်အဲ့ဒါတရဏဂုံပြတ်တယ်အဲ့ဒီတရဏဂုံပြတ်မှုဟာအပြစ်လဲရှိတယ်ပေါ့ ပြင်လဲရှိတယ်လို့ဒီလိုဆိုတယ်။ဟောအဲတရဏဂုံကဘယ်ချိန်မှပြတ်တတ်သေးရတယ်လဲလို့ဆိုလို့ရှိရင်ဘုရဘာသာဝင်နေတရဏဂုံတော့စောက်တည်ထားတယ်အသက်ရှိတယ်။သို့သောသေသွားပြီဆိုလို့ရှိရင်တော့တရဏဂုံပြတ်တယ်အဲ့ဒါ။အဲ့ဒီပြတ်မှုကတော့အပြစ်မရှိဘူးသေသွားလို့ပြတ်တာကိုဘာဖြစ်လို့ပြတ်တယ်လို့ပြောတာတော့ဆိုဘုရားကုံတရားကုံသံဃာကုံသိနိုင်တဲ့စိတ်မှရှိမှမရှိဘူး။ တရဏဂမနာဆိုတဲ့စိတ်တပတ်မရှိတော့မရှိသည့်အတွက်ကြောင့်တေလို့ရှင်တရဏဂုံပြက်တယ်ဒါကြောင့်မို့လို့ဗမာပြည်မှာတရဏဂုံတင်နေတင်နေဆိုရဲအယူဆတစ်ခုထပ်ပေါ်လာတယ်တရဏဂုံကပြက်သွားလို့ပြန်တင်ပေးတယ်ဆိုသို့တော့တေတဲ့အပေါ်မှာ လူသေးကောင်းကြီးကိုတရဏဂုံတင်လို့ရတော့မရဘူးသူဆောက်တည်ထားတဲ့တရဏဂုံဟာသူသေးသွားရင် ပြက်သွားပြီမရှိတော့ဘူးဒီလိုဆိုလို့တယ် အဲ့တော့ဘေးကလူတွေကသရဏဂုံတင်တာအဲ့ပြက်သွားတယ်ဆိုတာကိုအကြောင်းပြုပြီးတော့လောက်ကြပုံရတယ်သရဏဂုံတင်တယ်လို့ဆိုတာအမှန်ကတော့ဖြစ်တင်တာသရဏဂုံတင်တယ်ဆိုတာတည်တဲ့လူကိုတင်တာမဟုတ်ဘူးသူ့အတွက်ရည်စူးပြီးတော့ကုသိုလ်ကောင်းမှု ပြုဖို့အတွက်ကြံရင်တဲ့ပုဂ္ဂိုလ်တွေကသရဏဂုံဆောက်တည်တယ်၅ပါးသီလခံယူတယ်ပြီးတဲ့အခါအမြတ်တမ်းပေးဝေတယ်ဒါပဲဖြစ်အောင် အဲ့ဒါမှမှန်ကန်တဲ့လမ်းကြောင်းလို့ဒီလိုပြောရအောင်။အဲသေရင်တရဏဂုံပြတ်တယ်။သို့တော့အပြစ်ရှိလားဆိုမရှိဘူးလို့ဒီလိုပြောရအောင်။ဟာအပြစ်မရှိတဲ့ဟာ။အကျိုးလည်းမပေးဘူးအဲ့ဒီပြတ်သွားတာ။အပြစ်မရှိသေးတဲ့အတွက်ကြောင့်မကောင်းကျိုးမပေးနိုင်ဘူး။ခုနကမကောင်းကျိုးကိုပေးနိုင်။တရဏဂုံတခြားဘာသာကိုပြောင်းပြီးတော့ကိုးကွယ်လို့ဆိုလို့ရှိရင်တော့အပြစ်ရှိတယ်ပြက်လဲပြက်တယ်လို့ဒီလိုပြောရအောင် ဒါတရဏဂုံနဲ့ပတ်သက်ပြီးတော့မှတ်เสียရလေးတရဏဂုံပြက်မပြက်ကောင်းပြီတရဏဂုံကိုးွယ်ထားတဲ့ပုဂ္ဂိုလ်ဟာတရဏဂုံကိုစိတ်ကတ်ထားတဲ့ပုဂ္ဂိုလ်ဖရာတရားတန်ခါရဏသုံးပါလို့ဆိုရဲတရဏကိုကိုယ်ဝယ်စိတ်ကတ်တဲ့ဥပတ္တကဥပတိကမအမျိုးသားအမျိုးသမီးတရဏဂုံကိုယ်ွယ်တဲ့ အချိုးကျေးဇူးဟာအလွန်ကြီးမားတယ်လို့ပြောတယ်။ဘာဖြစ်လို့ရောဆိုလို့ရှိရင်ရသော်ဘုရားဟာတကယ်ကိုမှန်ကန်တဲ့တရားကိုဟောတယ်တရားကလည်းပဲတကယ်ကဲတင်နိုင်တယ်။တန်ခါကလည်းပဲတကယ်အာယုပြုလို့ရှိရင်အချိုးကျေးဇူးတွေဖြစ်ပေါ်စေနိုင်တယ်။ဒါကြောင့်မို့လို့ဖရတရားတန်ဃာကိုကိုယ်ွယ်စိတ်ကတ်လို့ရှိရင်တဲ့မြတ်စွာဘုရားရေကေစီဗုဒ္ဓံတရဏံကတာတိနတ်တိခမိတ်တန်တိအပါယပုမိန် အပေမကြဘူးလို့ကိုဟောထားတယ်နော်တရဏဂုံတည့်ရဲ့နဲ့တရဏဂုံရှိကတ်တဲ့ပုဂ္ဂိုလ်ဟာအပေမကြဘူးဆိုတီယိုနိုင်ငံမှာဖြစ်ခဲ့တဲ့ဝတ္ထုလေးတစ်ခုကိုကြည့်တီယိုနိုင်ငံမှာတကားတူကဘုရားဘာသာမဟုတ်ဘူး तू ကအသက်မွေးဝမ်းကြောင်းမပါလို့လေလို့ဆိုလို့ရှိရင်တကားလုပ်ငန်းနဲ့အသက်မွေးတယ်ပေါ့ ခုခေတ်တော့နားထောင်ကောင်းခေါ်တယ်ရေလုံသားတဲ့နော်ရေလုံငန်းနဲ့အသက်မွေးတယ်ပေါ့အဲဒီတေကနီးချတဲ့အခါကျတော့ကိုလို့ရတဲ့ဟာကိုအာယုန်ထဲမှာလားထင်တာပဲဒါသဘာဝပဲကိုဘာတွေလုပ်ခဲ့တယ်ဆိုတာကိုအရေးမဲကြီးလို့တေကနီးချလာပြီးတော့စိတ်ထဲမှာလွှမ်းမိုးနေမှာပဲအဲသူလည်းတေကနီးချတော့သူလှုပ်လာခဲ့တာငါးရီဖန်သတ် ရောင်ချဒီလိုလှုပ်လာတာဆိုတော့အဲ့ဒီအာကုသူတွေကအရေးမဲကြီးလို့လာပြီးတော့လွှမ်းမိုးထားပြီတေလို့ရှင်ငရဲကြမှာတေချမ်းနေအဲ့ဒီအချိန် မှာယဟန္တာကြီးတစ်ပါးကဆွမ်းခံရင်းနဲ့အဲ့တကားကြီးတေအံမူးမူးဖြစ်နေတော့တနာလို့ဆိုပြီးတော့ကြွသွားကြွသွားပြီးတော့သူ့ကိုအာပေးစကားပြောပြီးတော့အကုရဲ့မဲ့ဖြစ်နေတဲ့အချိန်လေးမှာ အင်းဘဝကူကောင်းအောင်ငါချပေးတာလေးလိုက်ဆုံးမလားဆိုပြီးတော့ဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိတန်ခါတရဏံကိစ္ဆာမိဆိုတာချပေးတာလိုက်ဆုံးလိုက်တယ်တန်ခါတရဏံကိစ္ဆာမိလည်းဆိုလိုက်အောင်မေးကပြုတ်ကျသွားပြီးရှာကလေးသွားတော့မဆိုနိုင်တော့ဘူးငါးပါးသိလားအဲ့ဒါလို့ဆိုရင်နဲ့စိတ်ထဲမှာအာကိုးသွားတယ်သူစိတ်ထဲမှာဒီဗုဒ္ဓံတရဏံကိစ္ဆာမိကိုအာကိုးပြီးတော့တည်သွားတော့ဘာဖြစ်တုံဆိုငရဲလွတ်ပြီးတော့သူက ငရဲမရောက်တော့ပဲနဲ့ဘုံမဆုနဲ့တော့ဖြစ်တယ်။နတ်ဆိုတာလူလိုမွေးနေရတာမဟုတ်ဘွားကနဲ့တော့ဖြစ်တာ။အဲ့ညကြတော့အဲ့ဒီရဟန္တာကြီးစီလာတယ်တဲ့အရှင်ဘုရားတဲ့။သူဘုံမဆုနဲ့ဖြစ်တဲ့အကြောင်းပြောတယ်။ရှင်ဘုရားကငါးပါးသီလသာဆက်ချပေးလိုက်မယ်ဆိုရင်တပည့်တော်ဟာအထက်နတ်ပြည်တော်ရောက်မှာအခုတော့ရှင်ဘုရားကတန်ခံတရဏံကိစ္ဆာမိရင် ဆုံးသက်သွားတာဆိုတော့ ရဟန္တာကြီးကပြောတယ်မင်းမှမဆိုနိုင်တော့တာတဲ့ငါကတော့ချပေးပါတယ်မင်းမဆိုနိုင်တော့ဘူးအဲ့ဒါဒေဂန်ဒီမှာကဲတင်လိုက်တဲ့ချက်ဒီလိုကိုကဲနိုင်တယ်လို့ဆိုတာဒါတရားဓမ္မဒီလိုကဲတင်နိုင်တယ်ဒါကြောင့်မို့တရဏလို့ခေါ်တာအဲ့ဒါလိုကဲတင်ခဲ့တဲ့ဝိထုဇာလန်းတွေဟာအများကြီးရှိတာပေါ့ဧကောင်းပြီဖယားတရားတန်ခါယရဏ၃ပါးကို ကိုကိုွယ်ရအဖြစ်ကိုကိုွယ်တဲ့ပုံကိုယ်ကြီးအမျိုးသားတွေကြတော့ဥပတကလို့ခေါ်တယ်ဥပတကလို့ခေါ်တယ်အမျိုးသမီးတွေကြတော့ဥပတိကလို့ခေါ်တယ်ဗမာပြည်ကထုံးစံအတိုင်းမဆိုတာလေးထက်ခေါ်တယ်ဥပတိကမဒါယကဒါယိကမမလို့ခေါ်တာတိဘက်လူမျိုးတွေရဲ့ထုံးတန်းစင်လာပဲဗမာတွေကလည်းတိဘက်တို့ဗာမင်းအနယ်တွေဆိုတော့မထက်ခေါ်လို့ရှိတယ်နော်ဒါယကဒါယိကမဟောမလေးပါနောက်က ဥပဒကဥပဒိကမအဲ့ဒါတိဘက်ဘာသာစကားမှလည်းအဲ့တိုင်ပဲနောက်ကမပါတယ်အလုံးကြားဘူးရမလားဗမာလူမျိုးတွေရဲ့ဘယ်ဘယ်လူမျိုးကဗမာလူမျိုးတွေဆင်းသက်လာတယ်ဆိုတာတိဘက်တို့ဗာမင်းကနေဆက်စည်းသက်လာတယ်ဆိုတာတမိုင်းကြောင်ဖတ်တဲ့လူတွေသိမှာပေါ့နော်အေးအဲ့ဒါလူဥပဒကဥပဒိကမဖြစ်လာလို့ရှိရင်ပြည့်စုံရမယ်လိုက်နိုင်ရမယ်ဟာဘာလဲလို့ဆိုငါးပါးသိလား ငါဘသီလလုံရမယ်တဲ့ဒါဗုဒ္ဓဘာသာဝင်နေအနေနဲ့ငါဘသီလလုံရငါဘသီလလုံမှတဲ့ပြည့်စုံတဲ့ဗုဒ္ဓရဲ့ကိုယ်ွယ်မှုပြည့်ပြည့်စုံစုံ ဖြစ်နိုင်မယ်တဲ့ပြီးတော့ငါဘသီလလုံယုံနေမကဘူးဗုဒ္ဓကိုကိုယ်ွယ်တဲ့အမျိုးသားအမျိုးသမီးတွေဟာရှိရမယ့်အင်္ဂါရက်တွေရှိသေးတယ်အဲ့ဒါတွေရှိပြီဆိုလို့ရှိရင်ဒါ ပြီးပြည့်စုံတယ်ပေါ့ယရနာလုတ်ခေါ်နိုင်တယ်ယရနာဝင်ဖြစ်သွားဥပဒကယရနာ ဥပတိကယရနာယရနာစံဝင်ယရနာအမျိုးသားအမျိုးသမီးဖြစ်ဖို့ရတဲ့ဘာတွေလိုအပ်လဲလို့ဆိုလို့ရှိရင်နံပါတ်1ကဘုရားရဲ့ခုံကိုယုံကြည်ခြင်းဆိုတဲ့တတ်တာရှိရမယ်နံပါတ်2က၅ပါးသီလဆိုတဲ့သီလကိုချင်းတရားရှိရမယ်နံပါတ်3ကဘာလဲလို့ဆိုရင် လောကီမင်္ဂလာတွေကိုမယုံအောင်ကောတုဟလမင်္ဂလာလို့ခေါ်တယ်လောကီမင်္ဂလာတွေကိုမယုံမဲနဲ့ကံကိုပဲယုံရမယ်လောကီမင်္ဂလာဆိုတာသိလားအခုကလူတွေပြောနေကြတာရှိတယ်လေဟေးပန်းသီးဖះတင်လို့ရှင်ပန်းတက်တယ်တဲ့မတင်ဘူးကြာပန်းလူလို့ကြာတယ်ပေါ့မြန်မြန်မအောင်ဘူးလို့အဲ့ဒါတွေဟာလောကီမင်္ဂလာတွေခေါ်တယ်နော်လောကီမင်္ဂလာတွေခေါ်တယ် အဲ့ဒါမျိုးတွေကိုမယုံရဘူးတဲ့မြန်မြန်ကြီးပွားကြတယ်လို့နေချင်းညာချင်းကြီးပွားကြတယ်လို့ချင်းမင်ဆိုင်တဲ့အကြံအောင်လို့ဂျန်ဆိုင်တဲ့နော်မလေးအဲ့ဒီလူဟာတွေကိုယုံကြည်နိုင်မယ်ဆိုလို့ရှိရင် ဥပဒကပိပိသားသာဥပဒကဥပဒကယေရနာ တော်ဝင်ဥပဒကမဖြစ်ဘူးတဲ့ကံကိုပဲယုံကြည်ရမယ်ကိုလုံးထာကောင်းတဲ့ကံလားကုသိုလ်လားအကုသိုလ်လားဒါပဲသိရမယ် အဲ့ဒီမင်္ဂလာတွေကိုကောတုဟလမင်္ဂလာလို့ခေါ်တယ်ဟိုလူကပြောလိုက်ဒီလူကပြောလိုက်ဟုံနှုံတို့ဒီဟာဟုံနှုံတို့အေးဘုရားဘာသာဝင်တွေတချို့များကြီးသေးတယ်နော်ကြီးပွားခြင်းတော့မလုပ်တော့ဆိုကြီးကိုကြီးသွားပြီးပြီးပြီးဆက်ရတာနဲ့တေးသေးစိတ်ရင်တေးမှာဆိုလို့လားမသိဘူးနော်အဲ့တော့ကြီးကိုကြီးတို့ဘာတို့ညာတို့နဲ့အဲ့ဒီမှာအဲဆွဲတော်တောင်မှပဲလေးစုတရက်တည်းဖူးရင်ဘာဖြစ်မယ်ညာဖြစ်မယ်နော် အမျိုးကိုစုံးနေတာပဲကြိုက်သေးရောလဲကိုးကောက်တဲ့ရင်သုံးကောက်တဲ့ရင်ချမ်းသာတယ်တဲ့ဟောအထမ်းသမားတွေကိုးကောက်ပဲကတော့မှာနော်ခုလက်ထမ်းနေရတော့မှသူတို့အများရန်ထမ်းနေပဲအဲ့ဒါလို့တောင်မစင်စားနိုင်အောင် ဖြစ်နေကြဒါတွေကအဓိကမဟုတ်ဘူးဆိုတာဟိုဒါလက်တွေ့မကြတာတွေကိုလောကလူတွေကယုံကြတယ်အဲ့ဒါတွေကိုမယုံဘူးကအမှန်တမ်းအရေးကြီးတယ် ဟောနောက်တစ်ခုကဘာလို့ဆိုလို့ရှိရင်ကုသကောင်မှုလုပ်ပြီးတကယ်ကို ကောင်းကျိုးချမ်းသာရဖို့လုပ်ပြီးဆိုရင်ဘုရားသာသနာကိုပဲလှုပ်တယ်လှုပ်ပြီးဆိုလဲဒီသာသနာကိုပဲဥတည်တယ်ကြံတဲ့နေရာမလှုပ်ဘူးလို့ပြောတာမဟုတ်ဘူးအဓိကထားပြီးတော့လှုပ်တယ်အဲ့ဒါဆိုလို့ရှိရင်ဒါဘုရားရဲ့တပြည့်ဥပဒကဥပတိကမှတောဝင်ယရနာတွေဖြစ်လာနိုင်တယ်တဲ့ ကောင်းပြီငါးပါးသီလလည်းပြည့်စုံတယ်အခုလိုတော်ဝင်ဖြစ်စင်နိုင်တဲ့အင်္ဂါရတ္တတွေလည်းပြည့်စုံတယ်ဘုရားဘာသာဝင်နေအယောင်းဝယ်မလောက်ရတာ၅မျိုးရှိတယ်။ဒါမြတ်စွာဘုရားလွန်ခဲ့တဲ့နှစ်ပေါင်း1500ကနေပြောခဲ့တဲ့ဟောခဲ့တဲ့တရားဘုရားဘာသာဝင်နေဟာအယောင်းဝယ်မလောက်သင့်ဘူးမလောက်ရဘူးလို့မလောက်သင့်ဘူးလို့မြတ်စွာဘုရားဟောခဲ့တယ်။ဘာတွေလဲလို့ဆိုလို့ရှိရင် တတ္ထဝနေစာလက်နဲ့အယောင်းဝယ်မလို့ရလက်နဲ့ဆိုတဲ့နေရာမှာလူတတ်တဲ့လက်နဲ့လူကိုသေစေတတ်တဲ့လူတတ်လက်နဲ့တွေအယောင်းဝယ်မလို့ရဘူးတဲ့ဘုရားမတန်ဝင်ရသဗျာဥပဒကဆိုရင်နော်တတ္ထဝနေစာလက်နဲ့အယောင်းဝယ် trade on weapons trade on weapons အဲ့ဒီပုံမှာအယောင်းဝယ်မလို့ရနောက်တစ်ခုကတတ္ထဝနေစာ လူတဝအယောင်းဝယ်မလုပ်ရဘူးလေအခုလူကုန်ကူးတယ်ဆိုတာနော်မြတ်စွာဘုရားဟိုရှေးတုန်းကနေက2500တဲ့ဟောခဲ့တာအခုလူကုန်ကူးနေတာတွေကြီးကျယ်ဖြစ်နေတယ်ကမ္ဘာမှာအဲ့ဒါလို့လူတွေကိုရောင်းစားတာမျိုးမလုပ်ရဘူးတဲ့ကျွန်ဖြစ်ခိုင်းမှုအရာရောင်းစားတာတွေဒီကနေ့ခေတ်ဟာဒီနာမည်နဲ့လူကုန်ကူးတယ်ဆိုတဲ့နာမည်နဲ့ပြောနေကြတာတကယ်ကတော့ကျွန်ဖြစ်ရောင်းစားတာပဲဘာမှမထူဘူးလူလူချင်းအဲ့တော့ တတ္တဝနိစ္စလူကိုအယောင်းဝယ်မလုပ်ရဘူးတဲ့နော်လူကုံမကူရဘူးစာထဲမှာတကယ်ပါတာနော်ဒါဘုရားဝါဒဝင်ဖြစ်လာလို့ရှင်တတ္တဝနိစ္စလူတရဝါတွေကိုကုံကူတာမလုပ်ရဘူးတဲ့နောက်တစ်ခုကမန္တဝနိစ္စအတားတက်ပြီးတော့ရောင်းတဲ့ဟာမျိုးမလုပ်ရဘူးဆိုလိုတာကအတားတက်လိုင်စင်မဆွဲနဲ့အဲ့ဒါနဲ့အယောင်းဝယ်မလုပ်နဲ့လို့ပြောတာနော် ဲ့ဒါမျိုးနဲ့အစည်းအဝါမရှာသင့်ဘူးနောက်တစ်ခုကဘာလို့ဆိုမစ္ဆဝနိစ္စဒီမူရစေဝါအယောင်းဝယ်မလို့ပါခင်ဗျားဆောင်ပြပြညာခဲတာတွေလောကမှာတကယ်ဟုတ်တာနော်မူရစေဝါမောင်ကိုကူကူတာဆိုတချို့နိုင်ငံတွေကတေတံပေးတာလေ capital punishment တေတံပေးတာဒီနားနိုင်ငံတွေမှာဆိုမလေးရှားတို့စင်ကာပူတို့ဆိုရင်အဲမူရစေဝါမောင်ကိုကူတဲ့လူဟာတေတံပေးတာသူတို့နိုင်ငံဗီဇာယူလို့ရှိရင်စာကြီးကိုရေးထည့်ထားတာ မူရစေဝမလုံးနဲ့တည်ရန်ပေးလိုက်မယ်ဆိုတာဒါလည်းလှုပ်တာပဲလှုပ်တဲ့လူပါတော့အဲ့တော့မြတ်စွာဘုရားကဘုရားရဲ့ဥပဒကတွေဟာမစ္ဆဝိသ္စာတည်ရဲ့အယောင်းဝင်မလုံးရဘူးတဲ့မူရစေဝအယောင်းဝင်မလုံးရဘူးတဲ့နောက်တစ်ခုကဘာလို့ဆိုတတ္တဝါတွေကိုတည်စေတတ်တဲ့အစိတ်အယောင်းဝင်မလုံးရဘူးဝိသ္စဝိသ္စာတဲ့အစိတ်အယောင်းဝင်မလုံးရဘူး ဟောအဲ့ဒါဗုဒ္ဓဘာသာဝင်นี่မလုတ်တဲ့နဲ့မလုတ်ရမဲ့ကုံတွယ်မှု၅မျိုးတဲ့เนาะလက်နဲ့ကုံတွယ်မှုလူတရဝါလူကုံကူးမှုလူကုံကူးမှုအသက်လိုင်းစင်နဲ့စီးပွားရှာမှုနော်မူရစေဝါကုံကူးမှုအစိတ်တတ္တဝါတွေကိုသိစေနိုင်တဲ့အစိတ်တွေကုံကူးမှုအဲ့ဒါတွေဟာရှောင်ရမယ်လို့ ဒီလိုမြတ်စွာဘုရားဟောထားတာတွေတုတ်တန်တွေထဲမှာရှိပါတယ်။ဒါကြောင့်မို့လို့ဒီကနေ့ဘာသာတရားနဲ့ကိုယ်ွယ်မှုတရဏဂုံဆိုတာအတော်လေးအထက်ကရာကျမ်းထဲကထုံနှုတ်ပြီးတော့ဘုန်းကြီးတို့အားလုံးသိရှိအောင်လို့ခေါ်ကြားထားခြင်းဟောကြားခြင်းဖြစ်ပါတယ်။ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့ဖရာတရားတန်ခါလို့ဆိုရင်ယရဏ၃ပါး လောကမှာပေါ်ပေါက်လိုက်တဲ့ဘာသာတရားကြီးတွေထဲမှာဖရာတရားတန်ခါလို့ဆိုရယ်ယရဏသုံးပါးကိုကိုးကွယ်ရတဲ့ဆိုတာဘယ်လိုယုံကြည်ခြင်းနဲ့ကိုးကွယ်တယ်ဘယ်လိုအကျိုးကျေးဇူးတွေရှိတယ်နော်ဘယ်လိုပျက်စီးနိုင်တယ်ဆိုတာတွေဒါတွေကိုသိရှိနားလည်ပြီးတော့ဆောင်းနေတာဆောင်းရှောင်းနေတာရှောင်းပြီးတော့မိမိတို့ရဲ့ဘဝဟာကောင်းအောင်တဘဝတဲ့တဘဝတာလွန်ကောင်းမွန်တဲ့ဘဝတစ်ခုကိုရပြီးနောက်ဆုံးမှာ နိဗ္ဗာန်ချမ်းသာထီအောင်မျက်မှောက်ပြုနိုင်အောင်ကြိုးစားအားထုတ်ကြမှာဖြစ်တယ်လို့ကိုစီကိုစီသဘောကြပြီးကျင့်ကြံကြိုးကုပ်အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်းသာဓုသာဓုသာဓုပါကဲမေတ္တာပို့ရအောင်တတဝါများစွာတတဝါများစွာဘေးရန်ကွာဘေးရန်ကွာချမ်းသာကြပါစေချမ်းသာ တတဝါများစွာသေးရန်กว่าချမ်းသာကြပါစေမေတ္တာရေးချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေးချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေးချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေ တရှိကျမ်းမာစိတ်ချမ်းသာဒုယဆန္ဒပြေပါစေတရှိကျမ်းမာစိတ်ချမ်းသာဒုယဆန္ဒပြေပါစေဒုယဆန္ဒပြေပါစေ